ရေချစ်အနာမေမင်္ဂလာပါရှင်မန္တလေးခေတ်ချန်နယ်နဲ့ပြန်လည်ကြဆွလာရပါရှင်ငလေးကျောင်းတော်ဆဆုကြီးလက်ကျူသွားခဲ့တယ်လို့သိရပါတယ် စကိုင်းကလေးလှုပ်ခတ်မှုတွေနေပြည်တော်နဲ့ထိခိုက်ခဲ့ပြီးနေပြည်တော်တွင်မှရှိတဲ့ဝန်ထဲအညာနဲ့အထက်မြက်အဆောက်အုံများအပေါင်းဝင်ထိခိုက်ပျက်စီးခဲ့ပြီးတေဆုံသူ489ယောက်ရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါတေဆုံမှုထက်တွင်အတွင်ဝန်အစင်းနဲ့ညွန်မှုအစင်းများပါဝင်ပြီးတာမန်ဝန်ထမ်းများလည်းထိခိုက်မှုရှိခဲ့ပြီးဝန်ထမ်းမိသားစုတချို့လည်းတေဆုံခဲ့ကြောင်းသိရှိရပါတယ်။နေပြည်တော်တွင်ထိတိမ်းခံထားရတဲ့ပြည်သူအစိုးရရဲ့နိုင်ငံတော်တိုင်ပင်ခံတဲ့ဖြင့်နိုင်ငံသားရေးဝန်ကြီးနဲ့ဖြစ်နေတဲ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်သူဒေါက်တာဆန်စုကြည်အ အားတည်တက်နေတဲ့နှစ်ထပ်ဆောင်တစ်ခုတို့ပြောင်းရွှေ့ထားခဲ့တာဖြစ်ပါတယ်။စက်ကောင်စီမှထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်တဲ့ဂျော့ဆန်ဆူချီအားနေပြည်တော်အချင်းထောင်တွင်တွေ့ဆုံခဲ့ခြင်းမဟုတ်ဘဲနေပြည်တော်အတွင်းမှာရှိတဲ့တီချာနှစ်ထပ်အိမ်ဆောင်တွင်တွေ့ခဲ့ပြီးတဲ့နောက်အဆိုပါနေအင်ရပင်ဂျော့ဆန်ဆူချီနဲ့တွေ့ဆုံခဲ့တဲ့နေရာဖြစ်ကြောင်းသိရပါတယ်။အဆိုပါနေရာဟာဝန်ကြီးများနေထိုင်ခဲ့တဲ့အေရာဝန်ချစ်ဖြစ်ပြီးယခုစက်ကောင်စီပြန်ကြားရေးဆိုင်ရာတာဝန်ထမ်းဆောင်နေတဲ့ဘိုးချုပ်စောမင်းထွန်းအစ်စ်၃ထပ်တိုက်ဆောက်ထားတဲ့ရက်ွက် ဖြစ်ပါတယ်။မဆန်28ရက်နေ့တွင်စကိုင်းကနေလှုပ်ထက်တဲ့ကာလတွင်ချောဆဲစုကြည်ဟာတရားမှတ်လမ်းလျှောက်နေတဲ့အချိန်ဖြစ်ပြီးထိုအချိန်မှာအဆိုပါအင်ရဲ့ပထမမြေကြီးချမ်းမြေထဲသို့ချဝက်ကြွကြွနေဝင်ခဲ့ပြီးချောဆန်စုကြည်နေထိုင်နေတဲ့ဒုတိယထံပြိုကျရမှာထိခိုက်ခဲ့ပြီးဘယ်ဖက်လက်တစ်ဖက်လက်ပြန်ကျိုးသွားခဲ့ကြောင်းမြန်မာအမေရိကန်သတင်းဌာနကစုံစမ်းရရှိခဲ့တဲ့ဖြစ်ပါရယ်။ တို့ပြင်စက်ကောင်စီမှနိုင်ငံရေးတိုင်ပင်ခံနိုင်ငံသား၏ဝန်ကြီးဒေါ်ဆန်စုကြည်အောင်စေကူတက်မှုပေးထားဒီကိုတရင်အမောင်းချထားချက်ပြကြောင်းတရှိရပါတယ်။ကျောင်းတက်ဆက်ပင်မကျွန်မရဲ့ကြာနာကိုပြပါရှင်။အာဗနာဆင်အတွက်သူပဲကျဆွတင်ရှိပါရှင်။